အားလုံးပဲမင်္ဂလာပါဗျနှစ်သက်ကဆလို့ကျွန်တော်တို့အဆင်ပြေမှုအောင်မြင်မှုတွေတိုးတက်မှုတွေရနိုင်ပါစေလို့ကျွန်တော်ပထမဦးစွာဆုတောင်းအပ်ပါတယ်အဲ့တော့နှစ်ဆန်တရက်ကကျွန်တော်တို့ဂျာတာပရီနေဖြစ်တယ်အဲ့တော့ဂျာတာပရီနေဖြစ်တဲ့အတွက်ဂျာတာပရီစမ်းတော်နှစ်လို့ပြောလို့ရတယ်အဲ့တော့ဂျာတာပရီစမ်းတဲ့နှစ်မှာ ကျွန်တော်တို့အနေနဲ့နံဝင်းအားရရှိစေတာကတနင်္လာဖြစ်တယ်အဲ့တော့ တနင်္လာနဲ့ပတ်သက်တာတွေကကျွန်တော်တို့ကအကောင်းဆုံးကတနင်္လာမြစ်တာတရားတနင်္လာရေဓာတ်เนาะရေကိုစွမ်းအားကိုပေးတယ်ပေါ့နော်နောက်ပြီးတနင်္လာငွေကြေးပါအဲ့တော့တနင်္လာစမ်းတော့နှိမ့်ရောင်းနေပြီဆိုရင်ကျွန်တော်တို့ကညမဆူတရား၄ပါးမှာဟန်ချက်ညင်ကြီးရှိဖို့လိုတယ်ဆိုပေမဲ့မြစ်တာအားကြီးဖို့လိုတယ်နှဲလို့ပြောတာဒါကြောင့်ပဲကျွန်တော်တို့ မြတ်တာကမထန်စီပြန်ပြီးတော့ဒီတစ်နှစ်လုံးနေတာမြတ်တာတုတ်တွေညွတ်နေတာနော်အရက်ဆက်မဲနာမြတ်တာပို့တွေမြတ်တာပို့နေတာအော်မြတ်တာဓာတ်လေးနဲ့နေတာကဒီတစ်နှစ်လုံးတော်ယုံအညံ့အစိုးဝင်မှာမဟုတ်ပါဘူးဒါတနင်္လာဆန်းတဲ့နေ့ဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်နောက်ဒီတနင်္လာဆိုတာရေချိုဖြစ်တဲ့အတွက်ဒီနှစ်တစ်နှစ်လုံးရေနဲ့ပတ်သက်တဲ့အလှူလေးတွေကိုကျွန်တော်တို့များများလုပ်ပေးစေချင်တယ်ဟိုအထူးတလဲလိုက်လောက်ရမယ်ဆိုလို့တာမဟုတ်ပါဘူး အိမ်မှာရှိတဲ့ဖះရောပဲဖះတောက်တော်ရေတွေကတ်ပေးတာမျိုးကျွန်တော်လူတယောက်တောင်မှတနေ့ကို2လီတာလောက်ရေတောက်ကြတာဗျာအဲ့တော့ဖះတောက်တော်ရေဖလားဆိုလဲဘာဖြစ်ဖြစ်3ချိန်4ချိန်လဲပေးနေရောမရဘူးလားရတာပဲအဲ့တော့ဖះတောက်တော်ရေမကြခဏလဲပေးတာမျိုးလုတ်ပေးစေချင်ပါတယ်နော်ဒါဘာမှအပန်းကြီးတဲ့ကိစ္စမျိုးမဟုတ်ဘူးတော့ဒီတနေ့လာဆိုတော့ငွေကြီးအားလုံးယူဆတာလည်းငွေကြီးဖြစ်တယ် ဲ့တော့တနင်္လာကျိုးအားကောင်းနေတဲ့နှစ်ရောက်ပြီဆိုရင်တတ်နိုင်သေးရဲ့ကျွန်တော်တို့ကငွေကိုအလှလေးလှုပ်ပြီးလှူတဲ့နဲ့အငွေကိုဘလို့အလှလေးလှုပ်ပြီးလှူလှူတဲ့လဲဆိုတာကျွန်တော်တို့ကကိုရလာတဲ့ငွေကြီးလာစာပတ်စံငွေဒါတွေအကုန်လုံးကိုကျွန်တော်တို့ကမိဘတွေနဲ့နှီးဆက်နေတဲ့လူမျိုးဆိုရင်ကိုယ်တိုင်ငွေသွားပြီးတော့မိဘတွေကို လာရင်ထောက်ပံ့တာမျိုးလုပ်ပါ။ဒါပါတော့ကျွန်တော်ကနိုင်ငံသားရောက်နေလို့အမေဖောက်မထောက်ပံ့နိုင်ဘူး။ဝေးရမို့လို့ငွေသားဘဏ်ကနေလွှဲပြလိုက်တယ်။ဒါကတပိုင်းပါ။မိဘတွေနဲ့လည်းတမျိုးတည်းနေတယ်။နော်။အမေဖောက်ကလည်းမသွားချင်တာနဲ့အမေဖောက်ကိုဘဏ်အကောက်ကနေ KB ကနေလှမ်းလွှဲလိုက်တာမျိုးထက်စာရင်မိဘကိုငွေကြီးလက်ထဲထည့်ပြီးကိုယ်တိုင်ကတော့တာကဒီနှစ်ကပို့ပြီးထိရောက်တယ်။အချို့ကြတော့အမေဖောက်ကိုပစ္စည်းကြီးတွေအများကြီးထည့်ပြီးတော့ငွေသားအသိမ့်မပါတဲ့လူမျိုးတွေလည်းတွေ့ဘူးတယ် အာမေးကိုတော့ကျွန်တော်တို့စန်တေးစီတပုံးတော့ထောက်လိုက်မယ်။နောက်ငွေတော့မပေးဘူးဆိုတဲ့လူပြောတယ်။ဒီနှစ်မှာတတ်နိုင်တဲ့လူကြီးတို့မတွေကတော့အမဲ့သူတွေကိုငွေကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပို့ပြီးတော့လှူတဲ့ပို့ပြီးကတော့တဲ့လို့ကျွန်တော်ပြောလို့တာဖြစ်တယ်။နောက်တစ်ချက်ကကြတော့အိမ်ကဖះမှာတတ်တတ်မှတ်မှတ်လေးနဲ့နော်ဖန်ခွက်အကြည်လေး ဘာပန်းမှဘာကတော့မှမပါဘဲနဲ့ဖန်ကွက်ကြည်လင်နေတဲ့လှပနေတဲ့ဖန်ကွက်လေးတစ်ခွက်လိုတယ်။အဲ့ဒီဖန်ကွက်လေးမှာကျွန်တော်တို့ငွေဆက်ကိုလေးကိုပေါ့9000တော့လကောင်း10000တော့လကောင်း1000တော့လကောင်းကရော့လေးထိုးပြီးအဲ့ဒီငွေဖလားတယ်။နော်အဲ့ဒီငွေဖန်ကွက်လေးတဲထည့်ထားလိုက်။နော်ထည့်တဲ့ခါကျရင်လေကျွန်တော်ဘယ်အတွက်ဘယ်အတွက်လှူဖို့ရည်ရွယ်ပြီးဖျားမှာခဏလှူဒါန်းနိုင်ဖြစ်ပါတယ်။ဒါပါတော့ကျွန်တော်တို့ကလောက်ကိုရင်ဘယ်ပရာဟိတမှာသွားလှူမယ်။နော် ဘယ်ဆဲုံဆေးကမှသွားပြီးတော့လှုံမယ်ဘယ်မိဘမဲ့ចောင်းမှလှုံမယ်ဒီလိုမျိုးစိတ်လေးနဲ့ရည်ရွယ်ပြီးတော့ပတ်စံလေးတွေကိုကြော့ထိုးအဲ့ဒီကျွန်တော်ခုနကပြောတဲ့ဖန်ခွက်အကြည်လေးတွေထည့်ပြီးဖះမှလှူထားစေချင်တယ်เนาะဒါရီယာဇာတာပရိစမ်းနဲ့နှစ်မှာတင်းလာအားကောင်းနေတာဖြစ်တဲ့အတွက်အဲ့ဒါလေးကျွန်တော်တို့လုတ်ပေးနိုင်ပို့ကောင်းပါတယ်ပို့ကောင်းပါတယ်ဒါအပြင်ကျွန်တော်တို့ဒီနှစ်မှာဘလူဟာတွေကပို့ပြီးတော့အားကောင်းသေးလေတဲ့အင်္ဂါချို့ ်အင်္ဂါဂျိုဟာဒီနှစ်မှာအားကောင်းတာဖြစ်တဲ့အတွက်သုံးကနန်းကိုကျွန်တော်တို့ကမေ့လို့မရဘူးเนาะသုံးကနန်းကိုမေ့လို့မရဘူးသုံးကနန်းကဒီနှစ်ကအားကောင်းစေတဲ့နှစ်ဖြစ်တယ်ဒါဆိုသုံးနဲ့ပတ်သက်တဲ့ဟာတွေကိုကျွန်တော်တို့ကမေ့လို့မရဘူးလို့ပြောတာအားကြောင့်ဒီလိုနှစ်ပိုင်းတွေကတက်နိုင်သေးတယ်တဏ္ဍကုံသုံးပါးကိုအားတိုင်းနှုတ်ကရွတ်နေတာမျိုးတွေနော်ပြီးရင်ကိုပြုတ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကိုတက်စာပြုတာမျိုးတွေဒါတွေကိုအမြဲလှုပ်တက်ပါတယ် ဒါတွေကိုအမြဲလုံနိုင်နေဆိုရင်ပို့ပြီးတော့ကျွန်တော်တို့အဆင်ပြေမှုကံကောင်းမှုတွေရပါလိမ့်မယ်အဲ့တော့သာသာပရိစမ်းတဲ့နေ့မှာညံ့နေတဲ့ဂျိုတွေကဗုဒ္ဓဘူးဂျိုတွေဖြစ်တယ်တဲ့ဗုဒ္ဓဘူးဂျိုတွေအားနေတယ်ဒါကြောင့်ဗုဒ္ဓဘူးဂျိုအားနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီလိုနှစ်ပိုင်းနေမှာနားမလဲပါမလဲတဲ့ကိစ္စတွေကိုလူတော်တော်များများဘာမှမလုပ်တာကောင်းပါတယ်အလိန်ခံရဖို့ຢာကင်တော့များတဲ့နှစ်ပါတော်တော်များများမကြွန့်ကျင်တဲ့နယ်ပယ်ကိုသွားလုံးမိရင်အလိန်ခံရတာမျိုး အများကြီးရှိနိုင်တဲ့နဲ့နယ်ပယ်အသီးသီးမှာအွန်လိုင်းကရောမြေပြင်မှာရောလိန်နိုင်မှုယာကန်တုံးတွေများတဲ့နှစ်ဖြစ်တဲ့အတွက်တက်နိုင်သည်နားမလဲတဲ့ကိစ္စဆိုနားလဲတက်ကြွန်းလူတွေနဲ့တိုင်ပင်မှာလို့ကျွန်တော်တို့ပြောလို့တယ်နောက်ပြီးတော့ဒီနှစ်ကစနေဂျိုကလည်းဗုဒ္ဓဘုရားနဲ့ပတ်သက်ဆက်နွယ်ပြီးဆက်ဆက်ပြီးအားနည်းနေတာဖြစ်တဲ့အတွက်စနေဂျိုအားနည်းပြီဆိုရင်ကျွန်တော်တို့ကဟိုအရန်ကြီးမသိတဲ့ဒဇိန်တရံတွေ လူမျိုးကြားဘာသာကြားအိမ်နဲ့ပတ်သက်ဆက်နွယ်ပြီးတော့နည်းနည်းလေးဆက်ဆံတဲ့အပိုင်းမှာတတိထားဖို့လိုတယ်။အဲတော့အရင်နေ့အတိနေတဲ့လူမျိုးတွေကိုပြောတာမဟုတ်ဘူး။အခုမှစတွေ့တယ်။အခုမှသူနဲ့ဆက်ဆံရတာတစ်ခါနှစ်ခါလောက်ပဲရှိသေးတယ်။အဲအဲ့လိုလိုယုံပြီးတော့တခုခုလုံပေးလိုက်တာမျိုးတွေတခုခုငွေချီးလိုက်တာမျိုးတွေဒီလူမျိုးတွေမှာတတိထားဖို့လိုတယ်။ဒါကြောင့်ပဲဒဇိန်တရံနေလူမျိုးကြားတွေဘာသာကြားတွေနဲ့ပတ်သက်ဆက်နွယ်ပြီးဒီနှစ်မှာအယံကာယော ယုံကြည်လိုက်လို့မရဘူးအရန်ကာရောတွားပြီးသူတို့တွေကိုကိုယ့်ရဲ့ပစ္စည်းဥစ္စာပုံအပ်လိုက်လို့မရဘူးဆိုတာကိုတော့ကျွန်တော်တို့သိစေချင်ပါတယ်ဒါကတော့ဒီဇိုင်းတရားမဟုတ်ဘူးဘယ်သူမဆိုတော့ဘယ်သူမဆိုဒါလေးတစ်ချက်ကိုလည်းသိစေချင်တယ်နောက်ပြီးကြာသာပရိဆိုတာကျွန်တော်တို့ကပညာကျိုးပါပညာကျိုးဖြစ်တဲ့အတွက်ကျွန်တော်တို့ပညာစမ်းတဲ့နှစ်ပညာအားကောင်းတဲ့နှစ်လို့ပြောတယ်ဒါကြောင့်ပညာနဲ့ပတ်သက်တဲ့ကျိုးကအားကောင်းနေတာဖြစ်တဲ့အတွက်တကယ်ကိုဒီလိုနှစ်မျိုးတွေဟာ ကိုတင်ရင်နဲ့တက်ချင်တဲ့တန်တန်းမျိုးတွေတက်တာမျိုးတွေပညာရဲ့တစ်ခုခုတိုးဝအောင်လို့ကျွန်တော်တင်လိုက်တာမျိုးတွေပညာနဲ့ပတ်သက်ဆက်နွယ်ပြီးကြိုးစားလိုတဲ့စိတ်ရှိတဲ့လူတွေအတွက်ဒီနှစ်ကရလတ်ကောင်းနိုင်တာဖြစ်တဲ့အတွက်ဟာငါတစင့်မြင့်တဲ့ပညာရဲ့ထက်တက်ရမယ်ဟာဒါဘွဲလုံးတွေတက်တက်ရမယ်ငါစကောလာရှစ်တွေလျှောက်ပြီးငါနိုင်ငံသားသွားခြင်းတယ်ပညာနဲ့ပတ်သက်ပြီးတစ်ခုခုတော့ငါတနရာရာလေးမှရအောင်စာတီဖီကိတ်လေးတစ်ခုရအောင်အဲ့လိုဘွဲလေးတစ်ခုရအောင် ငါပညာရေးနားရတာကြာပြီဒီချိန်မှာငါပညာရေးပြန်ကြိုးစားကျင်တဲ့လူတွေအတွက်တိတ်ကောင်းတဲ့နှစ်တစ်ခုဖြစ်ဒီနှစ်ကိုတွေ့ရတယ်။ဒါကြောင့်ပညာရေးနဲ့ပတ်သက်ဆက်နွယ်တဲ့ကိစ္စမျိုးတွေကောင်းတယ်လို့ကိုလုံးမဲ့ကင်မဲ့ကိစ္စမျိုးတွေကိုလည်းကိုယ့်ရဲ့နားလေတက်ကြွတဲ့ပညာရှိတွေအကြံပေးမဲ့သူတွေနဲ့တိုင်ပင်ပြီးလုံးမလာဒီနှစ်ကပုံမအဆင်ပြေလွယ်တာကိုတွေ့ရပါတယ်။တတိထားမယ့်ကိစ္စကပေါင်းတင်ဆက်ဆံရေးလူမှုဆက်ဆံရေးနယ်ပယ်တွေမှာ ဟိုအခြားမိတ်ဆွေတငယ်ချင်းတွေကတိုက်တွန်းလို့လှုပ်တဲ့ကိစ္စမျိုးတွေကဒီနှစ်မှာလွဲတာများပါတယ်။ဆရာသမားတွေအကြံပေးတာမဟုတ်ဘူးနော်။အာမိတ်ဆွေတငယ်ချင်းတွေကမင်းဒီလိုလှုပ်လိုက်ပါလား။အေးမင်းဟိုလိုလှုပ်လိုက်ပါလား။အေးအဲ့လိုမျိုးတွေကိုတတ်နိုင်သလောက်ချင့်ကြင်ပြီးမှယုံမှာအဲ့တော့မိတ်ဆွေတငယ်ချင်းတွေကဟိုတိုက်တွန်းနေရဒီတိုက်တွန်းနေသူတို့ပြောလို့ဟုံနှုံနှုံလှုပ်လိုက်တဲ့ကိစ္စတွေကအဆင်မပြေဘူး။နော်သိသိချင်းနဲ့အဲ့တော့အဲ့လိုလှုပ်လိုက်မိရင်ချင်းနေမကောင်းဘူး။ဒါကြောင့် ကျွန်တော်တို့က change ကြတခုကိုအပြောင်းလဲလုပ်တော့မယ်ဆိုအဲ့ဒီအပြောင်းလဲကကိုယ်စိတ်ထဲကလှုပ်ချင်တဲ့စိတ်ရှိလို့လှုပ်တာလွင်အပေါင်းအသင်းကပြောလို့မိတ်ဆွေကပြောလို့တငယ်ချင်းကပြောလို့ညီကောင်မောင်နှမကပြောလို့ရွှေမျိုးတွေကပြောလို့ဆိုတဲ့ကိစ္စမျိုးတွေမှာအခက်အခဲအတားအဆီးတွေဖြစ်ပြီးထင်သလောက်လည်းအဆင်မပြေပါဘူးကွာဆိုတဲ့ပုံစံမျိုးဖြစ်သွားတတ်ပါတယ်ဒါလေးကိုလည်းကျွန်တော်သိထားစေချင်ပါတယ်အဲဒီလောက်လေးပဲကျွန်တော်ပြောပြရစီဗီဒီယိုရိုင်းရှေ့သွားမှာဖြစ်တဲ့အတွက်အားလုံးပဲနှစ်ဆန်းတရက်ကစလို့အဆင်ပြေမှုတွေအောင်မြင်မှုတွေစိတ်ချမ်းသာမှုတွေ စိတ်ပင်ပန်းမှုတွေတောကဒုက္ခတွေကင်းနိုင်ကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းအပ်ပါတယ်ဗျာ